ကျွန်တော်တို့နိုင်ငံရေးပါတီရဲ့မူဝါဒကြေညာချက်ထဲမှာဝန်ထမ်းကဏ္ဍနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်ချက်ကိုတင်ပြပါမယ်ဗျာကျွန်တော်ဝန်ထမ်းနဲ့ပတ်သက်ရင်ဝန်ထမ်းဟာနိုင်ငံတော်အတွက်အထူးကကြတဲ့ဝန်ဆောင်မှုလုပ်ငန်းကိုဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်တော့ဒီဝန်ထမ်းကနေဂုဏ်သိက္ခာရှိစွာရည်တည်နိုင်မှုအတွက်သူတို့ရဲ့အခြေခံလစာတွေကိုအချိန်နေနဲ့လက်လွတ်ညီတွေ့ဖြစ်အောင် တဆင်ချင်းလိုအပ်တယ်လို့ကျွန်တော်တို့တွေးမြင်ခြင်းကိုဆောင်ရွက်သွားပါမယ်ဒီလိုဆောင်ရွက်တဲ့အခါမှာဖြစ်လေဖြစ်တာရှိတာကကိုယ်စုနှောင်းကလည်းလိုက်ပြီးတော့တက်တာမျိုးဖြစ်တာတို့တကြောင်ဒီလိုမဖြစ်အောင်ဥပဒေညကြကြအပါဝင်ထိန်းကြောင်းခြင်းရန်ရာများတည်ဆောက်ပြီးတော့ဝန်ထမ်းတွေရဲ့တွေးမြင်တဲ့လစာအကျိုးခစားငွေကြည့်အောင်ကျွန်တော်ထိတိရောက်ရောက်ဆောင်ရွက်သွားပါမယ်ဒုတိယချက်ကဝန်ထမ်းတွေရဲ့တွားရည်လာရေးနဲ့ပတ်သက်လို့ဝန်ထမ်းတွေရဲ့တက်ပြားဝန်ထမ်းကကိုအတုပတ်လုပ်လို့မရအောင်ခဏ EID ဌာနကဆောင်ရွက်ပေးနေတဲ့ကနားစလုံးပါတဲ့မှတ်ဖို့တဲ့ UID စနစ်ရှိပါတယ် Unit ID စနစ်ရှိပါတယ်အဲ့ဒီဝန်ထမ်းကပြောက်ကိုအသုံးပြုပြီးတော့ ကုံကြောင်ရေကြောင်လေကြောင်တွေမှာဥပမာဥစည်းအရာရှိအောက်အဆင့်ရှိတဲ့ဝန်ထမ်းအားလုံးအခမဲ့ခေးသွားလာပဲရရှိအောင်ဆောင်ရွက်ပေးဖို့ကျွန်တော်တို့စီမံဆောင်ရွက်သွားပါမယ်။ဒါတဲ့အဆင့်မြင့်တဲ့မနေဘက်မှာဆိုရင်လက်ညွန်ဒုညွန်ဒီဘိုင်းကိုတော့ခုနကုံကြောင်ရေကြောင်လေကြောင်တွေရဲ့ကုန်ကျစရိတ်ကတုံးမှုတပုံရှော့တဲ့ဈေးနဲ့ဆောင်ရွက်သွားပြီးတော့ဒီတဲ့အထက်ကိုတော့တာမန်စင်းလုံးတိုင်းပဲစက်ခါစတဲ့စနစ်ကိုတုံးပါမယ်။အလားတူပဲနေထိုင်ရေးကိစ္စတွေမှာဝန်ထမ်းတွေနောက်ကျောင်းအေးရအောင်အစိုးရပုံတိကပူးပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့နေထိုင်ရေးကိစ္စတွေကိုတစားချင်းပြည့်စုံအောင် စီမံဆောင်ရွက်သွားပါမယ်။နောက်ဝန်ထမ်းတွေရဲ့နောင်ရည်အတွက်လူမှုဖွံ့ဖြိုးရေးစနစ်၊ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုလည်းဥပဒေပြဋ္ဌာန်းပြီးတော့ဝန်ထမ်းအူးချင်းစီအတွက်ထူးခြားတဲ့အခွင့်အရေးများရရှိအောင်ကျွန်တော်ဆောင်ရွက်သွားပါမယ်။ဒီဝန်ထမ်းတွေအကြီးစားဖြစ်လာတဲ့အခါမှာလည်းငြိမ်းစားဘဝမှာထိုက်တဲ့အဆင်ပြေမှုတွေဖြစ်စေဖို့အတွက်ကျွန်တော်တို့ဝန်ထမ်းအကြီးစားများအတွက်လည်းကျွန်တော်စဉ်းစားပါတယ်။ ဒီဝနအငင်းစားတွေဟာဂရိကာလမှာဆိုအသက်60နှစ်နဲ့မှာကျွန်တော်တို့အငင်းစားယူရပါတယ်။ကြာမှနေသေးတဲ့ဒီသက်ရဟာတချို့သောလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်လို့ရပါတယ်။ဥပမာချားနိုင်ငံတွေမှာဆိုရင်စာကြည့်လိုက်စောင့်လာတို့ရည်ကြည်မှုပြလိုက်တယ်မှာအပုထမ်းလာတို့စတဲ့လုပ်ငန်းမျိုးကိုတာဝန်ယူရတယ်လို့ရှိပါတယ်။အဲ့လိုလုပ်ငန်းမျိုးတွေမှာဒီဝနအငင်းစားတွေကိုခါချင်းအပြင်သူလဲသူ့ရဲ့ပိုနေတဲ့အခြေအနေကိုအကျူးကြည့်စွာအသုံးချနိုင်တယ်။နိုင်ငံတော်အတွက်လည်းလူသားအရင်းမြစ်ကိုကျွန်တော်တို့ပြန်လဲအသုံးချခွင့်ရတယ်။သူ့အတွက်လည်းတင့်တင့်သောထောက်ပံ့ရေးတွေရတယ်ဆိုတော့အားလုံးအတွက်ကောင်းတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီလိုစနစ်မျိုးကိုလည်းကျွန်တော်တို့အကောင့်ထဲပေါ်သွားမယ်လို့တင်ပြလိုပါတယ်။ 是这把了。